ကူးလင်းမဲ့တော့ရန်ကုန်လာဖို့အစီအစဉ်ရရှိပါတယ်။မလာနိုင်ဘူးဆိုတာသိတယ်။ဖရားတွေလည်းဖူးကျင်တော့မှာရှိလို့ပြောတယ်။အထူးဆန်းဖြစ်တော့ဘာကတခါမှမရောက်ဘူးလား။ရန်ကုန်မှာတော့ကိုမမြင်ဘူးရာကြီးအများကြီးဆိုတော့လေလည်းတော့လည်းမှာတော့အကုန်လုံးကထူးဆန်းတာလေးမင်းတွေရောတွေ့တော့ဖိတ်ဆိုင်သွားလဲအကုန်လုံးသိကြတယ်ကျွန်တော်အာရေခဲကြောင်းတဲ့လေးဒီရောက်လာလာလားဗီနီယာရောက်လာလုံးအဲ့လိုပြီးပေါ့ ကျွာကျူပြောတော့အဲ့လိုလေးလေးလေးရှိရောအားလုံးလည်းမင်္ဂလာပါခင်ဗျာကျွန်တော်တော့ကိုချမ်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်တော့ကိုကြည်ဝဲဖြစ်ပါတယ်ခင်ဗျာဝမ်းသာတာပေါ့တော်တော်လေးဝမ်းသာပါတယ်ဒီဒီတက်ဖြစ်ရတယ်ခုံလေးယူပါတယ်ကိုကိုလည်းကိုတက်ကိုမဖယ်ဘူးဆိုတော့ကိုကလက်ရှိမှာကျမကြီးလည်းကောင်းတယ်လေတော်တော်တိုင်းအပေါ်လုံးကစင်ပြေတယ်တယောက်တည်းဆိုတော့လူချင်းတဲ့စိတ်ကရောက်တာလူချင်းတဲ့စိတ်ကလွမ်းမိုးတာပေါ့ဘယ်ရမှမမြင်တော့ မဦးစောကတော့ကလေးကိုကြည့်ဦးပေါ့နော်အဲသူကဒီရန်ကုန်ကိုကမရောက်တယ်မရောက်ဘူးလေမရောက်ဘူးတော့ကလေးကခေါ်လာပထမဆုံးဦးနိုင်နဲ့တွေ့ချင်းတယ်ပြီးတော့ဆိုင်ကဲပေးတဲ့ကိုကြီးနဲ့အဲတူလေလာတော့ရှင်းတော့လာလာခဲ့တာပြောဖရားလေးလည်းဖူးချင်းတော့ပြောဆိုလို့ဒီမှာတော့၅ရက်လောက်တော့နေဖို့အစီအစဉ်ရှိပါတယ်အပြီးတော့ကျွန်တော်တို့နေလိပဲသွားဖို့အစီအစဉ်ရှိပါတယ်အဲ့လောအင်းလိပေါ့အင်းလိပဲသွားဖို့အစီအစဉ် ။ဟုတ်ကဲ့အဲ့ဒါဟိုလူကိုရှိတယ်။ရန်ကုန်ကနေပါ။အေးလေအထူးဆန်းဖြစ်တော့ဘာတစ်ခါမှမရောက်ဘူးလား။ရန်ကုန်မှာတော့ကိုမမြင်ဘူးတဲ့ဟာလေးအများကြီးဆိုတော့လေးတော့လုံးမှာအကုန်လုံးကထူးဆန်းတာလေးမင်းတွေရောတွေ့တော့စိတ်ကူးလဲစိတ်ကူးလဲမဲ့တော့ရန်ကုန်လာဖို့အစီအစဉ်ရရှိပါတယ်။မလာနိုင်ဘူးဆိုတာသိတယ်။ပတ်သက်လဲမသိအဲ့လိုအစီအစဉ်မပြေတော့တစ်ခေါက်လာဖို့သမလွယ်ဘူးလေရန်ကုန်လာဖို့ကမလည်းတော့တိတ် အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကိုချမ်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ကိုကြည်ဝဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ညီကိုညီအကိုထိုင်းနိုင်ငံရောက်ခဲ့မဟာချိုင်ယံကြာရန်တားလို့အောင်နေပြီးတော့80ကိုပါဝင်ယူခံထားပါတယ်ခင်ဗျာဝမ်းသာတာပေါ့တော်တော်လေးဝမ်းသာပါတယ်ဒီဒီတက်ဖြစ်ရတယ်ခုံလေးယူပါတယ်ခုကိုလည်း အလူရှင်ပေးတဲ့ပုံစံမတရားကိုဆိုင်အဲကိုဆိုင်သုံးဖို့တက်တက်ပေးရမလို့နဲ့အဲဘာလူစရာလည်းမလိုဘူးအဲအလူလေးပြောပါတက်တက်ကိုဆိုင်တွေ့တက်တက်မဘိုးပေးတာအဲလူလူရှင်နဲ့များတာပေါ့အဲလူလေးလာပေးအာပေးစကားလေးပြောပါဘာလို့တော်များရပါလဲအလူရှင်တော်တော်များတယ်တော်တော်လေးကိုများတယ်ရေတော့မရင်လိုက်တစ်ခါကျမှတ်တော့မှမရှိတော်တော်များတယ်လာတွေ့ကြတယ်အဲအဲ့ဒီပုံမှန်လေးကိုကဟိုပြန်ရေလေးပြန်ပြီးတော့စုရမ်းနေတာလေးတွေ့ရတယ်ပေါ့ကိုတက်ကတော့ထူထူသေးသေးမရှင်တော့ပေါ့ဟိုဟို လူချင်းတဲ့စိတ်ရဲ့မရောက်တဲ့ရက်ွက်တွေပေါ့အဲ့လိုလေးကြံနေတော့ပို့ပို့ဆန္ဒပြေဝသွားပါကျွန်တော်ရောက်ရှင်တော့လူချင်းတဲ့နေရာလေးပေါ့နော်စိတ်ထဲမှာရှိတဲ့ဟာလေးလူဖြစ်ပါတော့အလုံးအလုံးမင်္ဂလာပါခင်ဗျာဒီချိန်မှာညပုံညကြောက်ပါခုနေရတော်တည်းနေစမ်းနေဆန္ဒလို့ဘူးတော့မဖယ်ဘူးဆိုတော့ဟိုကလက်ရှိမှာကျမကြီးလည်းကောင်းတယ်လေတော်တော်တိုင်းအပေါ်လုံးကစင်ပြေတယ်တယောက်တည်းဆိုတော့ ဖြစ်နေတဲ့ဟာကိုယ်တိုင်မြင်မြင်နေမြင်မြင်တွေ့နေရတာဆိုတော့စိတ်လည်းမကောင်းပါတော့ဟိုဟာလူရှင်တဲ့စိတ်ကရောက်တာလူရှင်တဲ့စိတ်ကလွမ်းမိုးတာပေါ့ဘယ်ရမှမမြင်တော့အဲ့ဒါရှိတဲ့ဥစ္စာရှိတဲ့လူဖြစ်တာကိုလက်ရှိကတော့စာဝတ်နေပြီးတော့ရှိပါတယ်ဟဲ့လုံးမလူရှင်ပေးတဲ့ဟာလေးပဲတော့ဂျာလေးကိုရှိုင်းတော့ဖို့မဟုတ်ဘူးအဲ9000တသိမ့်မှာတော့လူရှင်လေးကလွမ်းလွဲ့ပြီးတော့စားဖို့တော့ဖို့တော့ပြန်လူဖို့မဟုတ်ဘူး ဝင်ဖို့အဲ့လားလေးရှိပါတယ်အဲ့လိုမျိုးဒါအဲ့လားလေးလေးဆက်တည်နေဟုတ်ဟုတ်ကဲ့နှုတ်ဆက်ကြတယ်ဘယ်တော့ဒီရန်ကုန်ဆိုလည်းတော်ဖေးဆိုင်သွားလေအကုန်လုံးတိကြတယ်ကျွန်တော်အာရေခဲကြောင်းတဲ့လေးဒီရောက်လာလာလားဗီနီယာရောက်လာလုံးအဲ့လိုလေးပေါ့ကျွာကျူပြောတော့အဲ့လိုလေးလေးလေးရှိရောဥမာရောက်လာဝန်တာလေးလူတွေအများကြီးရှိပါသေးတယ်ကျေးဇူးတွေပါအဲ့ဒီပုံမှာတော့မလောက်တာဝန်တာ PD ဖြစ်ရတယ် ဝမ်းသာလို့မဒီရန်ကိုမျိုးကတော့လူတော့ကျွန်တော်တည်တယ်ပေါ့အဲ့လူလေးရောမထင်သာဘူးအဲ့လူလေးတည်ကြတော့ကျေးဇူးတင်ပါတယ်အဲ့လူကျွန်တော်သဘေးရောင်လေးကိုလည်းသဘောကျနေကြတယ်သဘေးရောင်လေးရအနဲ့အနဲ့ရောင်ဆိုခိုင်းတော့များတယ်ဟုတ်လားတော်တော်များတယ်အနဲ့ရောင်ဆက်ဆက်ချင်းအဲ့အဲ့ဒါကြတော့ဘယ်လိုမျိုးဘုသူ့ကိုသဘောကျလို့ဆိုပြလားသဘောကျမှုကြိုက်လို့ကိုကိုကိုလည်းကြိုက်လို့အရောင်လေးအဲ့အဲ့ရောင်လေးကြိုက်လို့ဟုတ်ဆိုင်မှာတော့ဆိုင်သွားဆိုတော့ ဘယ်တော့တော့ကစတိုင်လေးပဲကိုပါလေ။ဒါတော့စပင်းစေးဆိုတာတော့၄000ပဲပါလား၃000ပဲပါလားတော့အဲ့ဒါ၃000နဲ့၄ဆိုးပြီပါဆိုဖြစ်အဲ့လိုဘယ်လိုဆိုခဲ့လဲရတယ်။ဆယ်နေတော့လောက်ရှိလောက်ပါပဲ။ဒီတော့ဟုတ်ကဲ့ကျွန်တော်ဒီတူမျိုးပဲလုပ်တော့ဟုတ်။လာဖို့နေဝင်ရတော့ရတယ်ဘယ်လိုလဲတယောက်တည်းဆိုတော့လေ။အဲ။အော်ဖေးဖေးမေးရတော့ကျွန်တော်ငငယ်လေးနေရ ဆုံးသွားတာဘာလဲမသိဘူးအဲ့ဒါလည်းကျွန်တော်လည်းအခုချိန်ထိမသိရဘူးအဖေနဲ့မိကဘာလို့ပြောပြမငိုရတာတွေများလာတော့လေအာအာအာငေရတာတွေတောင်းဒီရောက်ကုန်မယ်ဒီခါကြီးငေတဲ့ပေါ့အာငေရတာပေါ့ကျွန်တော်စားတော့ဆိုင်လေးတွေဖွင့်ရှင်တော့အဲအဲ့လိုပထမဆုံးကျွန်တော်ကျွမ်းကျင်ရပါတော့ဒီကဲကြောင်းရေကလေးတွေစိတ်ဝင်စားပါအဲ့လားလေးတွေမေးလို့မရဘူးเนาะအဲ့လားလေးတစ်ခုလုပ်ရှင်လေအခု ဟိုစားတော့ဆိုင်ပေါ့နော်အဲ့လိုကိုဒီဇိုင်းကောင်းကောင်းဖွင့်ဖွင့်ချင်တာပေါ့အားပါပဲဆိုတော့ကိုကိုစနားရင်းရတော့ဘုံဝိုင်းပေါ့စနားရင်းရတော့ဘုံဝိုင်းဟုတ်တိုင်းမီဒီဝန်တာပါလေပို့ပြီးတော့လေကြော်တော့ကိုကိုလောမထင်တာဘူးတော့အဲ့လိုမျိုးလေးဒီလိုဖြစ်တာအခုကိုဖြစ်ချင်တဲ့စနားလေးတွေဘာတွေပြည့်သွားပြီလဲကြည့်ပါလေဒီမှာစံကလေးရပါပြီအဲ့လိုပေါ့ဒီလိုဘယ်လိုဘယ်လိုစီးပုံစံကြီးတာ စံကလေးရလောလောဆယ်သူသူသွားဒီလွားပေါ့နေရပြင်ရတော့စီးဖြစ်တာပေါ့လောလောဆယ်လူကိစ္စနဲ့ပေါ့နော်အလားလေးနေပဲဆိုတော့တိတ်စီးဖြစ်ပါဘူးဒီအိမ်မဲမတီးလိုက်ထားတာဟုတ်ပါဘူးဖြစ်ပါလေပူပူတက်တက်ပူပါလေဒီတရားဟုတ်မပြောတတ်အောင်ဖြစ်တယ်တကယ်ဘဝမှာတစ်ခါမှမကြုံဘူးဒီလိုမျိုးလေးလောရမယ်ဆိုတာကိုကိုမကြည့်ရတာပါ ီလိုလေးလေးကိုဖြစ်ရှင်တဲ့ဟာလေးလောလဲတော့တကယ်ကျေးဇူးတင်ပါတယ်အလူရှင်တွေကိုလည်းကျေးဇူးတင်ပါတယ်လို့လူဖို့အစီအစဉ်ကတော့စကိုင်းတော့တော်တော်များများလူဖို့အစီအစဉ်တွေတော့အများကြီးပဲစကိုင်းပေါ်တော်တော်ပျက်စီးတဲ့ဟာလေးတွေတခါဆိုကိုကျွန်တော်မရောက်တဲ့နေရာကြီးလည်းအများကြီးပဲစကိုင်းပေါ်မှာအခုကရွာလေးပဲရောက်နေတာစကိုင်းမြို့ပေါ်ဆိုတော့နည်းနည်းနေတော့နေတယ်ရောက်တော့ရောက်ပါတယ်တော်တော်များတယ်စကိုင်းပေါ်လေပြီးတော့စကိုင်းရောက်ရင်တော့ ဟိုအဲ့ဒါလေးပေါ့နော်ရေရေဆိုရေပေါ့တော်တော်များများလိုအပ်တာလေးအဲ့ရောက်ရင်တော့စီစဉ်ရတော့ပေါ့အဲ့ရောက်ရင်တမျိုးပါပါလိုအပ်တယ်ဆိုတော့ကိုကကိုတိုင်အမြင်ရတော့ကိုတိုင်တွေးတဲ့ဟာပဲလိုအပ်တဲ့ဟာပဲကျွန်တော်တို့ကအဲ့လိုလိုက်ပြီးကြည့်ပြရပေါ့ဒီတိုင်းကျတော့မဆုံးဖြတ်တတ်တယ်အဲ့လိုကြလိုအပ်တဲ့တကယ်ပါလိုအပ်တဲ့ဒီနေရာဆန်လိုလာတာစီလိုလာတာအဲ့လိုမျိုးလေးပဲလိုအပ်တဲ့ဟာလေးအကြံပါကြည့်ပြီးကျွန်တော်တို့ကပြန်ပြီးတော့ပြန်လှူဖြစ်တာပါဟုတ် ကျွန်တော်ကျွန်တော်နဲ့ကိုကြီးဦးရှိပြီလက်မိတ်ဆွေတွေပေါ့နော်အားလုံးကျမ်းမပါကျမ်းမပါပြန်ဆန်းတာပါသေးပြီးတော့ထိုင်းရောက်နိုင်ငံနိုင်ငံတူများနိုင်ငံရောက်တယ်နော်နိုင်ငံရောက်ညီမလူသားတွေလည်းအားလုံးကျမ်းပါပါသေးဆန်းတာပါသေးတယ်ကျွန်တော်ပြောပြပြန်ပြေဦးမယ်။ဟိုကမိတိလာ။မိတိလာနည်းနည်းတော့ပြန်တော့ပြန်ကျင်တယ်။ဒီဘာလဲမရောက်တော့တော်တော်ကြာသွားပြီဆိုတော့။ဆိုတော့ဖုန်းတွေပါရောအဆက်အသွယ်အဆက်အသွယ်ရှိရ။ ခုတော့သူအားအားမငယ်တော့ဘူးခိုင်းပြီးပြောတယ်သူအများကြီးပဲအဲ့လိုမိကောင်းစိတ်ကောင်းနေလေအများကြီးကြားတဲ့ခါကျတော့အားမငယ်တော့ခဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်